သူတို့တွေဒါအစီအစဉ်လေးမှလည်းဝေရောက်တုံးဆောင်လို့ရပါတယ်အချွေလေးတွေမောပြလေးတွေဝေရောက်တုံးဆောင်ရင်းနဲ့လည်းတရာတရားနေမမဆိုကုသိုလ်ပါဝင်ຫນူရနိုင်ပါတယ်၁၈၀ရင်၅၀လူတန်းလို့ရပါတယ်ကထောင်ရှိ900လူတန်းလို့ရပါတယ်။နေသိများသိမဆိုပါဘူး။တရာပြနေများမဆိုဘူး။ကုသိုလ်ပါဝင်လူတန်းနိုင်ပါတယ်။ ော်တော်တို့ဒါကဒုတိယအကြိမ်ပေါ့နေပြည်တော်ကတော့ပထမအကြိမ်လှူဒန်းပြီးပြီလှူဒန်းပြီးတယ်ဆိုတာလိုအပ်တဲ့ပေါ့နော်အရေးပေါ်ဒီအကူညီကယ်ဆယ်တဲ့နေရာမှာလိုအပ်တာကိုလှူတာပေါ့နော်အဓိကကတော့လေအစကတော့ပေါ့နော်အာဒါဟိုအသုံးဆောင်လေးတွေအဲ့လိုမျိုးအိတ်နဲ့ဆွဆွပြီးတော့အဝေလိုက်မယ်ပေါ့နော်အအဓိကခုနှစ်သားသမီးတွေလူတန်းနဲ့အလူတွေကိုစုပေါင်းပြီးတော့အလူကြီးတစ်ခုဖြစ်ချင်တယ်ပြီးတော့ခလီ volunteer ကလေးတွေလည်းအရန်ပင်ပန်းကြတယ်။သွားပြီးတော့ချက်ပြုတ်ရင်လည်းပင်ပန်းကြအောင်ပါပဲ။ဒါပေမဲ့ ဘာဖြစ်နေတာလဲဆိုတော့ကိုရီလှုပ်လိုက်တဲ့ကိုရီရဲ့တနက်စာပေါ့တဦးတယောက်ကပဲဖြစ်ဖြစ်ပေါ့ဒီအယောက်တခါကျရင်1500စာကျွေးမယ်လို့မှန်းထားတာပေါ့နော်အဲ့1500ဟာအချိုးရှိရှိနဲ့ရတာရှိရှိလေးစားလိုက်ရတယ်ဆိုရင်အဲ့ဒီ PD ဟာဒီခုနှစ်သားသမီးအားလုံးရဲ့ကိုစားအားဒါဟိုပေါ့ပေါ့ပဲပဲပဲသူများစီကအလှခံလိုက်တယ်ဒီတိုင်းပဲကိုကိုကကိုကိုပေါ့နော်အာသွားပြီးတော့ရောဒါကျမတို့လှူပါတယ်ဆိုပြီးလှူတာတက်ဆိုင်ခုနှစ်သားသမီးအားလုံးရဲ့စုပေါင်းအလှူတွေကိုခုနှစ်သားသမီးတွေစီကိုပဲပြန်ပြီးတော့ ကောင်းကောင်းမွန်မွန်လေးဟိုပေါ့နော်အရသာရှိရှိလေးစားသုံးစီခြင်းနဲ့ကိုစားတယ်လို့ပေါ့အခုစံနေဆိုလို့ရှိရင်လည်းလုံးဝစံချမ်းမပါဘူးတော်တော်တို့အိမ်မှာစားတယ်လို့ပဲ9000စံပေါ့နော်အဲစံဒီရွှေဘူပေါ်စံဟိုမှာ9000စံဟောင်းပဲတေချာဝယ်သွားတယ်ကိုရောက်မှချက်မယ်ပေါ့ဒီကနေပြီးတော့ချက်ပြုတ်သွားတယ်ဆိုရင်တူရာတွေမကောင်းတာတွေဖြစ်မှာစိုးလို့ပေါ့နော်ဟုတ်တော်တော်တို့ကဒီကိုကိုတိုင်းပေါ့နော်သွားလှနိုင်တဲ့အချိန်ရအတွက်ဟာတစ်ချိန်တစ်ခါပဲလှနိုင်မှာပေါ့နော်အဲ့တော့တော်တော်တို့ကလိုအပ်ချက်တွေအများကြီးရှိရရှိတဲ့ခါကျတော့ တချို့ကြတော့လေအာတအူးတယောက်တည်းအနေနဲ့သွားမလူနိုင်ကြအောင်အဲအဲ့မလူနိုင်ကြတဲ့ခုနှစ်သားသမီးရဲ့အလူသေးသေးလေးတွေအားလုံးကိုလည်းစုပေါင်းပြီးတော့တော်တော်တို့ဒါအလူအကြီးဖြစ်စေခြင်းနဲ့ဆန္ဒလေးတစ်ခုရယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီအေးလေးတွေအလူဒါနပြုတာကတော့ဒါတုံးဆောင်ကိုလားပြေတော့ကနေစပြီးတော့တော်တော်မြင်မိတယ်ပေါ့နော်သူတို့အေးတိုက်တယ်မဟုတ်လက်ဆောင်တိုက်တယ်အဲ့လိုမျိုးလေးတွေလှုပ်တဲ့ခါကျတော့ဩဒါလေးကပြန်တွေးခြင်း လှူဒန်းပေးတဲ့သူတွေကိုလည်းစတုတီတာအနေနဲ့လှူတဲ့သူကမလှူတဲ့သူကပေါ့နော်မော်ဂျီပန်းကြီးနဲ့နေအရန်ပြင်းတဲ့အချိန်လေးမှာအချိုးရင်အေးလေးတွေတိုက်ရင်နဲ့အလှူခံမယ်ဆိုရင်အာတော်တော်တို့ဒါလှူရတဲ့သူရောခီးသွားပြည်သူတွေအတွက်ကိုလည်းဒါနှစ်ခုပေါ့ကုသိုလ်နှစ်ခါရရတယ်ပေါ့နော်အဲ့လိုအစီအစဉ်လေးနဲ့ဒါလေးလုပ်ဖြစ်တာပါဟုတ်စတုတီတာအစီအစဉ်လေးမှာလည်းဝေရောက်တုံးဆောင်လို့ရပါတယ်အချိုးရင်လေးတွေမော်ပြည်လေးတွေဝေရောက်တုံးဆောင်ရင်းနဲ့လေတရာတရားနေမမဆိုကုသိုလ်ပါဝင်လှူဒန်းနိုင်ပါတယ်တရာရှိရင်90လှူဒန်းလို့ရပါတယ် တထောင်ရှိ900လူတန်းလို့ရပါတယ်နဲတိများတိမဆိုပါဘူးတရာတရားနဲများမဆိုဘုဒ္ဓဘာဝင်လူတန်းနိုင်ပါတယ် တော်တော်တို့ဒါကဒုတိယအကြိမ်ပေါ့နေပြည်တော်ကတော့ပထမအကြိမ်လှူဒန်းပြီးပြီလှူဒန်းပြီးတယ်ဆိုတာလိုအပ်တဲ့ပေါ့နော်အရေးပေါ်ဒီအကူညီကယ်ဆယ်တဲ့နေရာမှာလိုအပ်တာကိုလှူတာပေါ့နော်တို့တို့မှာဒါပြည်လက်ထောင်ရေးအတွက်မဟုတ်သေးပါဘူးလှူပြီးသွားပြီအခုမန္တလေးမှာလည်းဒါအခုလက်ရှိမှာအာတိုက်တည်ဖြိုနေကြပြီအဲဟို GP တွေရှာနေကြတယ်ပေါ့နော်အဲအဲ့ဒီအချိန်မှာတော်တော်တို့ကဒါလိုအပ်တဲ့ဟာလေးတွေကိုတွားရောက်ပြီးတော့ဒါဒီဒုတိယအချိန်ကတော့မန္တလေးမြို့ပေါ့နော်တွားရောက်လူရမ်းမှာဖြစ်ပါတယ်ဟုတ်အာအဓိကကတော့လေလူတွေကအိမ်နေရှိတယ်ွာ နေပြီးတော့ဝင်သွားတဲ့အတွေ့အကြုံဆိုရင်ကအိမ်ကြီးတွေမြင်နေရတော့လမ်းဘေးမှာဘာလို့အိမ်နေရလဲမသိဘူးပေါ့နော်အိမ်နေရှိနေတဲ့ဟာကိုဆိုတော့အထဲမှာကဟိုငလင်တန်းကြောင့်ပျက်စီးနေပြီမနေရတော့ဘယ်ချိန်ပြုံမလဲမသိတဲ့အခြေအနေတွေဆိုတဲ့အခါကျတော့လမ်းဘေးတွေမှာအိတ်ကြအဲ့တော့အဓိကတော်တော်စီမှာဆိုခြံအောင်ပါမယ်ဂိုင်းခြံအောင်နေပေါ့နော်ဂိုင်းခြံအောင်ပါမယ်အပြီးတဲ့အခါကျတော့လက်တလုံးမှာအစားအသောက်ပေါ့အစားအသောက်ကကျတော့လေအာဒီပေါ့ဒီဒုက္ခရောက်နေကြတဲ့သူတွေဒီ အလှူတဲ့သူတွေလည်းရှေကောင်းရှိမယ်ပေါ့နော်ဒါမဲ့သူတို့ကိုတော်တော်တို့ကတော်တော်တို့ရဲ့ခုံအားနဲ့ချက်ပြုတ်ပြီးတော့ပေါ့နော်တနက်စာပဲဖြစ်ဖြစ်နနက်စာဖြစ်ဖြစ်အလူရှင်တွေလူတန်းတဲ့ပုံမှာမူတည်ပြီးတော့ကောင်းကောင်းလေးစားပါစေဆိုရဲပေါ့နော်စိတ်ကလေးနဲ့တော်တော်တို့ဒါအာဒီဟိုပါပေါ့သမင်းဘူးတွေပေးမယ်ပေါ့နော်သမင်းဘူးတွေဝေးမယ်ပြီးတဲ့အခါကျတော့ရေတို့ပြီးတော့ဒီအမျိုးသမီးတွေ အာအမျိုး main ကလေးတွေအမျိုးသမီးတွေအတွက်ကိုအမျိုးသမီးသုံးပစ္စည်းတို့ဆေးတို့ပေါ့နော်အဓိကတော့အဲ့ဒါမျိုးလေးတွေလှူဒန်းသွားမှာပါဟုတ်အာနေပြည်တော်မှာကကြတော့တော်တော်တို့သွားလှူတဲ့အချိန်မှာနေပြည်တော်ကအာဒီနေ့ဖြစ်တဲ့ဆိုနှက်ပြန်လို့ပေါ့နော်နှက်ပြန်လို့အချိန်နေသွားလှူတာဆိုတဲ့အခါကျတော့နေပြည်တော်ကအဲ့အချိန်မှာလိုအပ်တာရေးလမ်းမပေါ့အိတ်ကြရတဲ့သူတွေကတောက်ဆရာရေးမရှိတဲ့အခါမှာဒီ brighter အသင်းပြည်သူပေါင်းလူရှင်တော်အသင်းကအကူအညီပြီးတော့ညီမလေး နင်ရေတန်းကတ်တင်နဲ့လာနိုင်မလားဆိုတော့ဒါရေတန်းကတ်300ပေါ့နော်ရေတန်းကတ်300ရဲ့ပြီးတော့အဲ့ဒီအချိန်မှာတော့ခောက်ဆွဲကြောက်လူမယ်ဆိုတော့ခောက်ဆွဲကြောက်လူရင်တောင်မှပြုတ်စားစရာမီးမရှိဘူးရေမရှိဘူးမရှိတဲ့အခါကျတော့မလူပါနဲ့ညီမလေးခောက်ဆွဲကြောက်ဆိုတော့တို့တို့ကဒီကနေပြီးတော့ဒီပါမုတ်အစိုးရဲ့မုတ်ချောက်ရဲ့ကုတ်ကီးတွေရဲ့ပေါ့နော်အဲအဲ့အရာတွေကိုတို့တို့ဒါတနိုင်မော့အာဒီရေတန်းရဲ့ဆိုလို့ရှိရင်အစိတ်30နီးပါးပေါ့နော်အဲ့ဒါကတော့ဒါကိုယ့်ရဲ့ ကိုပိုင်ကိုကိုနားမှာရှိတဲ့လူတွေနဲ့ပဲဒါသွားပြီးတော့ပေါ့နော်ချက်ချင်းအားချင်းဒီနေ့ဖြစ်တယ်မနေ့ပြန်လို့မျိုးမှသွားလူပြတ်တာပါဟုတ်မန္တလေးစကိုင်းဘက်ပေါ့အဓိကကတော့လေအစကတော့ပေါ့နော်အာဒါဟိုအတုံးဆောင်လေးတွေအဲ့လိုမျိုးအိတ်နဲ့ဆွဆွပြီးတော့အဝေလိုက်မယ်ပေါ့နော်အဲအဓိကခொနှစ်သားသမီးတွေလူတန်းနဲ့အလူတွေကိုစုပေါင်းပြီးတော့အလူကြီးတစ်ခုဖြစ်ချင်တယ်ပြီးတော့ကလေး volunteer ကလေးတွေလည်းအရန်ပြင်ပန်းကြတယ်သွားပြီးတော့ချက်ပြုတ်ရင်လည်းပြင်ပန်းကြအောင်ပါပဲဒါပေမဲ့ ။ဘာဖြစ်စင်တာလဲဆိုတော့ကိုရီလုံလိုက်တဲ့ကိုရီရဲ့တနက်စာပေါ့တဦးတယောက်ကပဲဖြစ်ဖြစ်ပေါ့ဒီအယောက်တခါကျရင်1500စာကျွေးမယ်လို့မှန်းထားတာပေါ့နော်။အဲ့1500ဟာအချိုးရှိရှိနဲ့ရတာရှိရှိလေးစားလိုက်ရတယ်ဆိုရင်အဲ့ဒီ PD ဟာဒီခုနှစ်သားသမီးအားလုံးရဲ့ကိုစားအားဒါဟုတ်ပေါ်ပေါ်ပေပေပေသူများစီကအလှခံလိုက်တယ်ဒီတိုင်းပဲကိုကိုကကိုကိုပေါ့နော်အာအာသွားပြီးတော့ရော့ဒါကျမတို့လှူပါတယ်ဆိုပြီးလှူတာ တက်ဆိုင်ခုနှစ်သားသမီးအားလုံးရဲ့စုပေါင်းအလှူတွေကိုခုနှစ်သားသမီးတွေစီကိုပဲပြန်ပြီးတော့ ကောင်းကောင်းမွန်မွန်လေးဟိုပေါ့နော်အရသာရှိရှိလေးစားသုံးစီခြင်းနဲ့ကိုစားတယ်လို့ပေါ့အခုစံနေဆိုလို့ရှိရင်လည်းလုံးဝစံချမ်းမပါဘူးတော်တော်တို့အိမ်မှာစားတယ်လို့ပဲ9000စံပေါ့နော်အဲစံဒီရွှေဘူပေါ်စံဟိုမှာ9000စံဟောင်းပဲတေချာဝယ်သွားတယ်ဟိုရောက်မှချက်မယ်ပေါ့ဒီကနေပြီးတော့ချက်ပြုတ်သွားတယ်ဆိုရင်တိုးတာတွေမကောင်းတာတွေဖြစ်မှာစိုးလို့ပေါ့နော်ဟုတ်အဲ့ဒါလေအိမ်မက်တစ်ခုလို့ပဲဘာလို့လဲဆိုတော့အဲ့ဒီမတိုင်ခင်နိုင်ခွဲအလိုလောက်မှာဖုန်းပြောနေတဲ့သူတွေရှိမယ်ထိုင်မိမိသားစုတွေစကားပြောနေတဲ့သူတွေရှိမယ် ဒီငလင်လောက်ခဲ့သည့်အတိုင်းအောင်ဒီလိုမျိုးသေကွဲကွဲသွားရမယ်ဒီလိုအဖြစ်ဆိုးတွေနဲ့ကြုံကြရလိမ့်မယ်လို့အာဘသူမှအထင်မှမဟုတ်ဘူးလေနော်တကယ်ဆိုလို့ရှင်ဒါပေမဲ့ဖြစ်သွားတဲ့ဟာကြီးကအိမ်မက်တစ်ခုလိုရုပ်ရှင်တစ်ခုကြည့်ရသလိုမျိုးဒါမယုံနိုင်စရာပေါ့နော်အာဒီနေပြည်တော်မှာဆိုလို့ရှင်တိုက်ပြီးသွားတယ်ဆိုလို့ရှင်တော်တော်ဆိုရင်တိုက်တွေပြိုတယ်ဝုန်းကနေလဲသွားတယ်ပေါ့အဒါကိုတော်အဲ့လိုပဲထင်တာဒါပေမဲ့တိုက်တွေကငလင်လှုပ်တဲ့ခါမှာအလွာလိုက်တွေပြက်ပြက်ကြတာ哦ပြက်ကြတဲ့ခါမှာ ငါးလွာရှိရဲဆိုရင်သုံးလွာကျန်နေဆိုရင်ကျန်တဲ့နှစ်လွာအောက်ရောက်သွားပြီးတော့သုံးလွာကောင်းကောင်းလေးပဲကြီးလိုက်ရင်တော့အဲအိတ်တိုက်လေးကကောင်းနေတာပဲပေါ့နော်အဲ့တော့အောက်မှာရောက်ပြီးတော့ဩမသိခင်မှာအသက်ရှင်ကျန်တဲ့သူတွေကတခါတည်းမသိဘူးဆိုရင်ဘယ်လိုခံစားရမလဲကဲဖို့ရလဲဘသူတွေကိုသူတို့မျောလင့်နေမှာပဲအာဘသူလာကဲမလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒီမှာလဲကုညီကယ်ဆယ်ရေးသမားတွေကအများကြီးလိုအပ်တယ်တော်တော်နေပြီးတော့သွားရင်းနေထီတောင်မှမိဆက်မိမရတော့မိဆက်မလောက်လို့ရယ် glider တွေမလောက်လို့ရပြဿနာတွေအများကြီးရှိတယ်ဆိုတော့ပေါ့နော်တကယ်တမ်းမှာသူတို့မိသားစုနေရာကနေတွေးကြည့်လိုက်မယ်ဆိုရင်ကဲကျင်တဲ့သူတွေနေရာကတွေးကြည့်လိုက်မယ်ဆိုရင်နှစ်ဦးနှစ်ပတ်မှာအရန်ကိုမွန်းချက်ဖို့ကောင်းတယ်ဘွားမှာပေါ့နော်အလူတွေကအာတော်တော်တို့မှာတော်တော်တို့လည်းဘယ်အချိန်မှဘလို့သွားကြရမယ်ဆိုတာဘယ်သူမှမသိဘူးပေါ့နော်တော်တော်တို့ဒါမွေးဖွားလာတဲ့အချိန်တွေကနေပြီးတော့တော်တော်တို့ရဲ့ ဟလာဒီလောကကြီးကိုရောက်လာပြီးပြန်လည်ထွက်ခွာတဲ့အချိန်မှာဘယ်လိုပုံစံနဲ့သွားရမယ်ဆိုတာကြိုမမြင်နိုင်ပါဘူးအဲ့တော့တော်တော်ဆိုရင်ဘာတွေးထားလဲဆိုတော့အသက်ရှိတဲ့အချိန်မှာတော်တော်မချမ်းသာဘူးကွာဒါမဲ့ဆိုတော့အရန်လူချင်းတယ်အရန်လှုပ်ချင်းတယ်ကိုရှိရဲ့အလုတ်ကလေးတောင်မှပြစ်ပြီးတော့အာဒီဟာကြီးကိုလိုက်လှုပ်တဲ့အချိန်မှာဖုန်းနေမဖြေနိုင်တော်တော်မှဒီကြားရဲ့ဆိုပြက်ကွက်မှုတွေအရန်များတယ်ကိုအလုံးနဲ့ပတ်သက်လို့ဆိုရင်လူမှုရေးတွေပြက်ကွက်တယ်မင်္ဂလာဆောင်တွေဆိုမသွားနိုင်ဘာလို့လဲဆိုတော့ကိုကကိုအသက်ရှင်နေတဲ့အချိန်မှာ တကောင်းတနေရာကနေပြီးတော့လူသားတွေကိုလူတွေကိုဘယ်လိုအကျိုးပြုနိုင်မလဲပေါ့နော်။ဘာကြောင့်လဲဆိုတော့အသက်ရှင်တဲ့အချိန်မှာပဲဒါတွေလုပ်လို့ရတာ။ဘယ်အချိန်မှာဘယ်လိုသွားမယ်ဆိုတာမသိတဲ့အတွက်အဲ့တော့အသက်ရှင်တဲ့နေရာချင်းတွေတော်တော်တို့ထက်ဒါစုလက်ကြီးတစ်ခုဖြစ်နေတာကြောင့်မလို့အကောင်းဆုံးပြန်စူးစမ်းကြမယ်။ပြီးတော့အကုန်လုံးကလည်းဝိုင်းဝန်းပြီးတော့ဖေးမကူညီကြမှာဖြစ်တာကြောင့်မလို့စိတ်ထဲမကြဘဲနဲ့ပေါ့နော်။ဒါဟိုငလင်ပေးမှာပါသွားတဲ့တသက်သေးဆုံးသွားတဲ့မိသားစုတွေအတွက်ကိုလည်း ချက်တူဝမ်းနေမိပါတယ်ကိုယ်တိုင်လည်းတကယ်ခံစားမိပါတယ်ဘာကြောင့်လဲဆိုတော့ဟိုတည်သွားတဲ့သူကမသိတော့ဘူးဆိုရင်တော့ရှင်ရှင်သင်ကြံရင်ခဲ့တဲ့သူတွေအတွက်ကဘလောက်ပူဆွေးရမယ်ဆိုရဲတော့ကပြောပြလို့မရဘူးပေါ့နော်အဲ့ခါကျတော့အချက်တူခံစားရပါတယ်အဲ့ဒီအတွက်ကိုလည်းအားတင်းထားပါအဲကွယ်လွန်သွားတဲ့သူတွေအတွက်ကိုလည်းအကောင်ဆုံးကုသဒါနတွေပြုပြီးတော့ဆက်လက်ပြီးတော့ရှင်သန်နိုင်မှုအတွက်ကိုတော်တော်တို့အတူတူကြိုးစားကြပါမယ်လို့ပြောချင်ပါတယ်ဟုတ်ပါတော်တော်တို့ကလေပြည်လဲထူထောင်ရေးဆိုတဲ့နေရာမှာပေါ့နော်တချို့က အာပိုင်ဆိုင်မှုတွေရှိသေးတယ်အငွေကြေးတွေရှိတယ်ပေါ့နော်ရှိတဲ့အခါမှာတို့ကတော့ချက်ချင်းဒါအိမ်တလုံးပြန်ဆောက်ကောင်းဆောက်နိုင်လိမ့်မယ်နေကောင်းနေနိုင်လိမ့်မယ်ဝယ်နေအခြားမြို့နယ်တွေမှာဝယ်နေနိုင်လိမ့်မယ်ပေါ့နော်အာဘာပိုင်ဆိုင်မှုမှလည်းမရှိဘဲနဲ့နေစရာလည်းဒီအိမ်လေးတလုံးမှာပြည်တင်းနေထိုင်ရပြီးတော့နေစရာပြောက်သွားတဲ့သူတွေအတွက်ဆိုရင်တော်တော်ကတော့အဲ့အိုးလေးတလုံးပကံလေးတစ်ချက်ဆန်လေးတစ်ပြီသွားလှူတာထက်စာရင်ပေါ့နော်တော်တော်တို့လှုပ်လိုက်တဲ့အလူလေးဟာ လူတယောက်ကိုသူ့မိုးနဲ့ထရန်ကာပဲဖြစ်ဖြစ်အိမ်လေးသလုံးဆောက်ပေးနိုင်လားအဲအဲ့တော့အိမ်အလုံးပေါင်းဘယ်နှလုံးဆောက်ပေးနိုင်ခဲ့လဲဆိုရဲအမှတ်တိုင်လေးတွေထူချင်ပါတယ်အဲ့အဲ့အတွက်လဲဒါတော်တော်တို့ဆိုရင်အာဟုတ်ပါတော့ဒီ social media မှာလူသိတဲ့လောက်သိတယ်ဆိုပေမဲ့တို့ရောနာမည်ကြီး celebrity မဟုတ်တဲ့အခါမှာအများကြီးအင်အားလိုတယ်ပြီးတော့တို့ line ပေါ်မှာအလူခံတာလည်းအရင်နေပါတယ်ဒီမှာကျတော့လူတန်းစားအလွာမျိုးမျိုးမှာ လက်ထဲမှာတရာကင်ပြီး90လူသွားတဲ့သူလည်းရှိမယ်တထောင်ကင်ပြီး900လူရဲ့လူလည်းရှိမယ်တထောင်လုံးလူရဲ့သူလည်းရှိမယ်အဲ့တော့ဒီလိုအပင်ပန်းကင်ပြီးထွက်တယ်ဆိုတာဒီလူရန်စားအလွာတိတိရဲ့ကုသိုလ်အားလုံးကိုသူတို့အားလုံးကိုလည်းထပ်တူရစေချင်တာအဓိကကိုယ့်ရဲ့ပသက်ရပသက်ချောင်းကိုပဲအမ10သိန်းလူပေးပါအမ3သိန်းလူပေးပါအမဘလောက်လူပေးပါဆိုရဲအလူထက်ကိုတော်တော်တို့မှာလူရန်စားအလွာ3လွာရှိတယ်ဆိုရင်အောက်ချီလူရန်စားလူလက်တန်းစားဒီအထက်လူအထက်တန်းလွာတွေမှာဆိုလို့ရှိရင်လည်း အောက်ခြေလူရန်စားတွေဟာဒီဘဝမှာတော်တော်တို့ဒါနာကုသိုလ်နဲလို့တော်တော်တို့ဆိုလည်းမချမ်းသာဘူးဒါလူလက်တန်းစားလို့ပြောလို့ရတာပေါ့နော်အဲ့တော့အောက်ခြေအောက်ခြေလူတဲ့လူရန်စားတွေမှာလည်းတော်တော်တို့ကနောက်ဘဝမှာဒါနာမျိုးစီလေးတွေကုသိုလ်မျိုးစီလေးတွေကိုပေါ့နော်တော်တော်တို့ဒါအတူတူခြားကြမယ်အဲလူတဲ့အလူကြီးမှာဒါတော်တော်လူတဲ့အလူဆိုလို့ရှိရင်လည်းအဲ့တော့ဒါမီဒီယာတွေကိုလည်း invite လုပ်ပါတယ် like နိုင်မဲ့လူတွေဆိုလည်း like ခဲ့စေချင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ Facebook ပို့ရင်ဖုန်းကြည့်ရင်ねခုနှစ်သားသမီးပြောင်းပြင်စေချင်တာ ပြန်မြင်တဲ့အခါမှာဒီအလူဟာအော်ငါတို့ရဲ့စံပြစည်းမှာအမင်းဒီကုန်းမှာအလူခံခဲ့တဲ့အဖွဲပဲငါတို့လူခဲ့တဲ့ဟာဒီလိုမျိုးတွေပါဆိုတာတရားလူတဲ့သူကလည်းဝမ်းတာမယ်တထောင်လူတဲ့သူလည်းဝမ်းတာမယ်ငါးထောင်လူတဲ့သူလည်းဝမ်းတာမယ်အဲ့အတွက်ကိုတော်တော်တို့ကစူးစမ်းပြီးတော့အပင်ပန်းခံပြီးတော့ဒီမှာအလူခံပေးခြင်းဖြစ်တယ်ပေါ့နော်ဟုတ်တော်တော်တို့ဘဝမှာပေါ့နော် ူတွေကဘယ်အချိန်ပါဖြစ်မယ်ဆိုတာဘယ်သူမှကြိုတင်ခံမှန်းလို့မရပါဘူး။နောက်ဆုံးထွက်ပါတဲ့အချိန်အကောင်းဆုံးအလားပါဆုံးဖြစ်ဖို့အတွက်ကိုအသက်ရှင်ကြံရစ်တဲ့သူတွေဒီအားတင်းပြီးတော့ဆက်လက်ပြီးတော့ပေါ့နော်ဒါကိုကြိုတိုက်ခဲ့တဲ့သူတွေလည်းအားတင်းထားရင်းနဲ့ပဲတို့တို့လူသားကောင်းချွတ်ပြုအလုပ်တွေကိုအများကြီးအတူတူလုပ်ကြရအောင်လို့ပြောချင်ပါတယ်ဟုတ်